ဒီနေ့ကျွန်တော်တို့အားလုံးရှင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေရတဲ့အရှိအလေပိုင်းကအခြေအနေတွေကြောင်းပြောပြကြမှာပါတယ်။ Israel နဲ့ Iran ကြားမှာဖြစ်သွားတဲ့မကြသေးခင်ကတိုက်ခိုက်မှုတွေဟာဒီဒေသကိုတကယ်ကိုစိုးရိမ်စရာအခြေအနေအစ်တစ်ခုစီတွန်းပို့လိုက်တာပါပဲ။နှစ်ပေါင်းများစွာတင်းမာနေခဲ့တဲ့သူတို့နှစ်နိုင်ငံကြားကဆက်ဆံရေးဟာအခုဆိုပို့ပြီးတော့ဆိုးရွားလာခဲ့ပါပြီ။ဒါကဒေသရင်းကိုရောကျွန်တော်တို့ကမ္ဘာအတိုင်းဝိုင်းကိုပါဘလို့တက်ရောက်မှုတွေရှိလာနိုင်လဲဆိုတာဆွေးနွေးကြည့်ကြရအောင်ပါ။ မကြသေးခင်ကအစ္စရေးနဲ့အီရန်ကြားဖြစ်သွားတဲ့တိုက်ခိုက်မှုတွေကအရှေ့လေပိုင်းဒေသကိုစိုးရိမ်စရာအခြေအနေအစ်တစ်ခုစီတွန်းပို့လိုက်ပါတယ်။ဒါကနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့နှစ်နိုင်ငံကြားတင်းမာမှုတွေကိုပိုပြီးပြင်းထန်စေခဲ့တယ်လို့ဒေတာရင်းရောကမ္ဘာအတိုင်းဝိုင်းကိုပါကြီးမားတဲ့တက်ရောက်မှုတွေဖြစ်စေခဲ့ပါတယ်။အခုလက်ရှိအချိန်ဇွန်လ14ရက်အထိတော့အစ္စရေးနဲ့အီရန်ကြားတိုက်ခိုက်မှုတွေပြီးမှနိုင်ငံတကာအတိုင်းဝိုင်းကအခြေအနေကိုအနီးကပ်စောင့်ကြည့်နေကြပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကအရေးပေါ်အစည်းအဝေးတွေဇက်တိုက်လုပ်နေပြီးနှစ်ဖက်စလုံးကိုထိန်းသိမ်းသိမ်းသိမ်းဆောင်ရွက်ဖို့တိုက်တွန်းနေပါတယ်။အမေရိကန်ကအစ္စရေးရဲ့ကိုကိုကိုကာကွယ်ပိုင်ခွင့်ကိုထောက်ခံပေမဲ့အခြေအနေကိုပိုမဆိုးရသေးဖို့အတွက်လုံခြုံတုံ့ပြန်မှုမျိုးမလုပ်မိဖို့အစ္စရေးကိုတတိပေးထားပါတယ်။ရုရှားနဲ့တရုတ်ကတော့အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့တောင်းဆိုခဲ့ကြပြီးကာတာနဲ့ UAE လိုပင်လယ်ကွေ့နိုင်ငံတွေကလည်းဒီပဋိပက္ခဟာသူတို့ဒေသကိုပါကူးဆက်လာမှာကိုစိုးရိမ်ကြောင်းပြောပြခဲ့ကြပါတယ်။ ဒီဖြစ်ရပ်တွေဟာကမ္ဘာအရင်နံဈေးကွက်ပေါ်မှာလည်းကြီးမားတဲ့တက်ရောက်မှုတွေဖြစ်စေခဲ့ပါတယ်။အရှေ့လေပိုင်းဒေသကမတည်ငြိမ်တော့ဂျီနန်ထောက်ပံ့မှုနဲ့လုံခြုံရေးကိုစိုးရိမ်ကြရဖြစ်စေတာကြောင့်လည်းဂျီနန်ဈေးနှုန်းတွေမြင့်တက်လာခဲ့ပါတယ်။ဒါအပြင်ဒေသတွင်းရှိလေကြောင်းလိုင်းတွေအနေနဲ့လုံခြုံရေးအခြေအနေတွေကြောင့်လမ်းကြောင်းပြောင်းပြန်တန်းရတာတွေခရီးစဉ်တွေဖြတ်တန်းဖြတ်သိမ်းရတာတွေလည်းရှိခဲ့ပါတယ်။နိုင်ငံတကာဂျီနီမြို့နယ်တွေဟာလည်းအရှေ့လေပိုင်းမှာဂျီနီမြို့နယ်မှုတွေကိုပြန်သုံးသပ်နေကြပြီးစီးပွားရေးမတည်ငြိမ်မှုတွေဖြစ်လာနိုင်တဲ့ဆိုတဲ့စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ အစ္စရေးနဲ့အီရန်ကြားကတင်းမာမှုတွေကအခုမှဖြစ်တာမဟုတ်ပါဘူး။နှစ်ပေါင်းများစွာ ကြာနေပါပြီ။ဒါပေမဲ့မကြသေးခင်ကဖြစ်သွားတဲ့အီရန်ရဲ့တိုက်ခိုက်မှုကတော့အစ္စရေးကအီရန်နိုင်ငံတွင်းကနျူကလ িয়ার ဆက်ယုံတွေစစ်ဌာနချုပ်တွေနဲ့အရေးကြီးတဲ့ဆက်သွယ်ရေးစင်တာတွေကိုလေကြောင်းကနေစစ်ဆင်ရေးတွေစတင်ခဲ့တဲ့အချိန်ကစတာပါ။အစ္စရေးဘက်ကဒီတိုက်ခိုက်မှုတွေကိုဘာကြောင့်လုပ်ရတယ်လဲဆိုတဲ့စင်ကြေပေးရမှာတော့အီရန်ဟာနျူကလ িয়ার လက်နက်တွေတီထွင်တာကိုအရှိန်မြှင့်နေတယ်လို့စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ကမ္ဘာနျူကလ িয়ার အေဂျင်စီ IAEA ကတော့အီရန်ရဲ့ပြင်းထန်တဲ့ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ကြေညာတာမျိုးမရှိခဲ့ပါဘူး။ဒါကြောင့်တနည်းအားဖြင့်ဒီဆွဆွဲချက်ဟာအခြေမြင့်မရှိဘူးလို့ပြောလို့ရပါတယ်။စောင့်ကြည့်သူအများပြားကတော့အစ္စရေးရဲ့ဒီလုပ်ရက်ကိုတစ်ဖက်သက်ရန်ဆမှုပဲလို့မြင်ခဲ့ကြပါတယ်။ဒါဟာစစ်ပွဲကိုကာကွယ်ဖို့လုပ်တာမဟုတ်ဘဲနိုင်ငံတကာအတိုင်းအဝိုင်းရဲ့ခွင့်ပြုချက်မရှိဘဲဒစုထိုးကျူးကျော်ရန်ဆတဲ့လုပ်ရက်လို့ဆိုပါတယ်။ အီရန်ကလည်းအစ္စရေးရဲ့ဒီလောက်ရက်ကိုပွင့်ပွင့်လင်းလင်းကျူးကျော်မှုလို့ပြစ်တင်ရှုံချခဲ့ပြီးသူတို့ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက်အပြည့်အဝတုံ့ပြန်မယ်လို့ကြေညာခဲ့ပါတယ်။အီရန်ရဲ့တုံ့ပြန်မှုကတော့တကယ်ကိုကြီးမားပါတယ်။ရှာဟတ်ဒရီနဲ့ဆာဂျေးအမျိုးအစားပဲ့ထိန်တုံးကြီးပေါင်း150ကျော်အပြင်ကာမီကာစီနဲ့ထောင်လန်းရေးဒရုန်း100လောက်ကိုအစ္စရေးစီပစ်လွှတ်ခဲ့တာပါ။ဒါရီအားလုံးကတယ်အဗစ်ဂျေရုစလင်ဒီဂစ်စစ်အခြေစိုက်စခန်းပြီးတော့အက်ရှ်ဒွန်နဲ့ ဘီယာရှိပါမြို့တွေကအခြေခံအဆောက်အုံတွေလိုမျိုးအရေးကြီးတဲ့ပြစ်မှတ်တွေကိုဥတီခဲ့ပါတယ်။ကနအူးသတင်းတွေအရဆိုရင်ဒုံးကြီးဒါဇင်နဲ့ချီပြီး Iron Dome ကာကွယ်ရေးစနစ်ကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး Tel Aviv ကမြို့တော်တော်များများကိုထိမှန်ခဲ့တယ်လို့ဆိုပါတယ်။စစ်မှုဇုံတွေကလည်းမီးခိုးတွေတလူလူထွက်လာပြီးမြို့ရဲ့တောင်ဘက်ခရိုင်တွေမှာပေါက်ကွဲတံတွေဇက်တိုက်ကြားနေရတယ်လို့လည်းဆိုပါတယ်။ Ashkelon နဲ့ Nidivov မြို့တွေမှာဆိုရင်အဆောက်အုံတချို့ပျက်စီးသွားပြီးလူနေရပ်ကွက်တွေမှာပါမီးတွေလောင်ကျွမ်းခဲ့ပါတယ်။ ဂျေရုစလင်မှာတော့ဇက်တိုက်ပေါက်ကွဲတံတွေနဲ့ညဘက်ကောင်းကင်မှာလင်းထိန်နေတဲ့အလင်းရောင်တွေကလေတွေကတိုက်ပွဲဘလောက်ပြင်းထန်နေလဲဆိုတာကိုပြသနေခဲ့ပါတယ်။ Israel စစ်တပ်ကိုယ်တိုင်ကဒါဟာသူတို့ကြုံမှုသမျှတွေမှာအရှုပ်ထွေးဆုံးတဲ့ပူးပေါင်းလှုပ်ဆောင်မှုအရှိဆုံးတိုက်ခိုက်မှုတွေကတခုဖြစ်တယ်လို့ဝန်ခံခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုတုံ့ပြန်မှုအတွက် Israel ကသူ့ရဲ့အကောင်းဆုံး၄ချောင်းကာဝယ်ရေးစနစ်တွေဖြစ်တဲ့ Iron Dome, David's Sling နဲ့ Arrow 3တို့အားလုံးကိုအပြည့်အဝဖြန့်ချက်အသုံးပြုခဲ့ပါတယ်။ ဣသရေလမဟာမိတ်တွေဖြစ်တဲ့ American ပြည်တိုင်နဲ့ပြင်သစ်တို့ကလည်း data ring radar တွေဂျူဒူထောင်လန်းရေးတွေနဲ့ American စစ်အခြေစိုက်စခန်းတွေကနေကြားဖြတ်ဖျက်ဆီးမှုတွေလုပ်ပြီးကူညီပေးခဲ့ကြပါတယ်။ဣသရေလဆိုရကဒုံးကျည်80ရာခိုင်နှုန်းကနေ85ရာခိုင်နှုန်းလောက်ကိုအောင်မြင်စွာတားဆီးနိုင်ခဲ့တယ်လို့ပြောပြီး သူတို့စနစ်ရဲ့ထိရောက်မှုကိုပြသနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ Iran စစ်တပ်ကတော့တမျိုးပြောပါတယ်။ Tehran ရဲ့တရားဝင်ပြောဆိုချက်အရဒုံးကျည်ဒါသင်နဲ့ချီပြီးစစ်ဘက်ဆိုင်ရာထိန်းချုပ်ရေးစခန်းတွေ စစ်အခြေခံအဆောက်အုံတွေနဲ့တဲအဖစ်ကအရေးပါတဲ့ဆက်မှုစုံတွေကိုအောင်မြင်စွာထိမှန်ခဲ့တယ်လို့ဆိုပါတယ်။တီးကြလွတ်လပ်တဲ့လေလာသုံးသက်သူတချို့ကတော့မြို့နယ်တော်တော်များများမှာတိတိတသားပျက်စီးမှုတွေရှိခဲ့တယ်ဆိုတာအတည်ပြုခဲ့ကြပါပဲ။အဲ့ဒီပျက်စီးမှုတွေဟာဒုံးကျည်တိုက်ရိုက်ထိမှန်လို့လား။ဒါမှမဟုတ်လေထဲမှာဖျက်စီးခံရတဲ့ဒုံးကျည်အပိုင်းအစတွေကြောင့်လားဆိုတာတော့အတည်မပြုနိုင်သေးပါဘူး။ဘာပဲဖြစ်ဖြစ်အစ္စရေးရဲ့ကာဝေးစနစ်ဟာအရင်လိုပြည့်ပြည့်စုံနေတဲ့ပုံမရပါဘူး။ အခုလိုအဆင်အဆင်နဲ့ကြိုင်နဲ့တိုက်ခိုက်မှုမျိုးကသူ့ရဲ့အားနည်းချက်တွေကိုဖော်ထုတ်ပြသနိုင်နေတာပါကဘာကလည်းအဆင်မြင့်ဆုံးဒီပညာတွေကိုတော့ပြင်းထန်ပြီးရုတ်တရက်ဖိအားပေးခံရရင်အလုံးမလုံးနိုင်တော့ဘူးဆိုတာကိုနားလည်သွားပါပြီဒီတိုက်ခိုက်မှုကအရေးကြီးတဲ့အချက်တစ်ခုကို ပြသခဲ့ပါတယ်အီရန်ဟာအခုဆိုရင်တာဝဲပစ်တိုက်ခိုက်နိုင်စွမ်းရှိနေပါပြီဒါနဲ့မကဘဲအန်ရယ်ရှိတဲ့တိကျမှုနဲ့များပြားတဲ့ပမာဏနဲ့တိုက်ခိုက်နိုင်တာပါ သူတို့ဟာ drone တွေဒုံးကြီးတွေကိုစနစ်တကျပေါင်းစပ်ပြီးရန်သူရဲ့ကာဝေးရေးစနစ်တွေကိုနှောက်ယှက်နိုင်လောက်အောင်များပြားတဲ့ပမာဏနဲ့ရှုပ်ထွေးတဲ့တိုက်ခိုက်မှုပုံစံတွေကိုဒီဇိုင်းဆွဲနိုင်စွမ်းရှိပါတယ်။ Israel Drug ကတော့ဒုံးကြီးများစုကိုအောင်မြင်စွာတားဆီးနိုင်ခဲ့ပေမဲ့စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုတွေနဲ့မဟာဗျူဟာမြောက်ဆုံးရှုံးမှုတွေကတော့ဆက်ရှိနေသေးပါပဲ။အနာဂတ်မှာဖိအားတွေဟာဆိုရင်အီရန်ကနေနေမှာပဲ။မြောက်ဘက်က Hezbollah ဒါမှမဟုတ်အီရန်နဲ့ Syria ကတခြားအီရန်လိုလားတဲ့အဖွဲ့တွေစီကနေပါပါလာနိုင်ပါတယ်။ ။တနည်းအားဖြင့်ဤပညာမြင့်စစ်ပွဲဟာစတင်နေပါပြီ။အစ္စရေးရဲ့အီရန်ပေါ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့နောက်ဆုံးရရှိထားတဲ့ထိခိုက်မှုသတင်းတွေကတော့အင်မတန်ကိုစိုးရိမ်စရာကောင်းပါတယ်။အီရန်ဘက်ကအကြီးမားဆုံးဆုံးရှုံးမှုဖြစ်သူတို့ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်မိုဟာမက်ဘာဟီရီကြာဆုံးခဲ့တယ်လို့သတင်းရရှိထားပါတယ်။ဗိုလ်ချုပ်ဘဟီရီဟာအီရန်လက်နက်ကင် တပ်တွေရဲ့အမြင့်ဆုံးယာရုပိုင်ဆိုင်သူစစ်ဦးစီးချုပ်ဖြစ်တာကြောင့်သူ့ရဲ့သေဆုံးမှုဟာအီရန်အတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါပဲ။ ဒါအပြင်တော်လန်ရေးအဆောင်တပ်ဖွဲ့ IRGC ရဲ့ဦးသီးချုပ်ဗိုလ်ချုပ်ဟူစိန်ဆာလာမီလည်းကြာဆုံးခဲ့ရတယ်လို့အတည်ပြုထားပါဗျ။ဗိုလ်ချုပ်ဆာလာမီဟာလည်းအီရန်ရဲ့ဩဇာရှိဆုံးစစ်ကောင်းဆောင်တဦးဖြစ်တာကြောင့်သူ့ရဲ့ကြာဆုံးမှုဟာ IRGC အတွက်အရေးပါတဲ့အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ပါတယ်။အီရန်မီဒီယာတွေရဲ့ဖော်ပြချက်အရစစ်အရာရှိကြီးတွေဖြစ်တဲ့ဗိုလ်ချုပ်ဂိုလန်အလီရာရှစ်အပါအဝင် ထိတ်တန်းနျူကလ িয়ার သိပ္ပံပညာရှင်နှစ်ဦးဖြစ်တဲ့ဖာရီဒွန်အပါစီဒါဗာနီနဲ့မိုဟာမက်မာဒီတီဟရန်ချီ တို့လည်းဒီတိုက်ခိုက်မှုတွင်သေဆုံးခဲ့ရပါတယ်။စုစုပေါင်းလူ88ဦးသေဆုံးပြီး320ကျော်ဒဏ်ရာရရှိခဲ့တယ်လို့အီရန်ဘက်ကကြေညာထားပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုဟာအီရန်ရဲ့ပင်မနျူကလ িয়ার တန့်စင်စက်ရုံဖြစ်တဲ့ NATO's nuclear ဆက်ရုံကိုတိုက်ရိုက်ပစ်မှတ်ထားခဲ့ပြီးထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ IAEA ကပါအတည်ပြုထားပါတယ်။ဂျိုဒူတပ်ပုံတွေအရလည်း NATO ရှိဓာအားပေးဆက်ရုံနဲ့စမ်းသက်ဆဲမြေပေါ်လောင်စာတန့်စင်ဆက်ရုံတွေကြီးမားစွာပျက်စီးခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမဲ့တက်ရောင်ကြီးပမာဏတိုးလာတာမျိုးမရှိသေးဘူးလို့အီရန်အာဏာပိုင်တွေကပြောပါတယ်။တီဟီရန်၊ရှီရော့ခ်စ်၊တက်ဘရစ်ခ်စ်၊အစ်ဖဟန်နဲ့ကာမန်ရှားတို့အပါအဝင်အီရန်ရဲ့မြို့ပေါင်းဒါဇင်နဲ့ချီပြီးတိုက်ခိုက်ခံခဲ့ရပါတယ်။စစ်ဘက်ဆိုင်ရာနေရာတွေဒုံးကျည်ထုတ်လုပ်ရေးစခန်းတွေနဲ့အရက်သားနေအိမ်တချို့လည်းပျက်စီးခဲ့ပါတယ်။တီဟီရန်မြို့ရဲ့အချို့နေရာတွေမှာမီးခိုးတွေထွက်တာ ပောက်ကွဲတံတွေကြားရတာတွေရှိခဲ့ပါတယ်။အီရန်ရဲ့တုံ့ပြန်တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှာတော့နှစ်ဦးသေဆုံးပြီး၁၉ဦးဒဏ်ရာရရှိခဲ့တယ်လို့ Megan David Adams အစ္စရေးရဲ့လူနာတင်ရင်ဝင်ဆောင်မှုကနေ ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာ Tel Aviv အနီးကမြို့တစ်မြို့မှာအီရန်ဒုံးကျည်တစ်စင်းကြားရောက်ခဲ့ရတာကနေဖြစ်ပေါ်လာတာပါ။အစ္စရေးရှိနေအိမ်လေးလုံးလဲဆိုးရွားစွာပြန်စီခဲ့ပါတယ်။ Tel Aviv နဲ့ Jerusalem တို့မှာဒုံးကျည်ကာဝေးရေးစနစ်တွေကဒုံးကျည်တွေကိုကြားဖြတ်ဖြတ်စီးခဲ့ပေမဲ့အချို့ဒုံးကျည်တွေကတော့ထိုးဖောက်ဝင်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ စ္စရေးက80ရာခိုင်နှုန်းမှ85ရာခိုင်နှုန်းကိုတားဆီးနိုင်ခဲ့တယ်လို့ပြောဆိုပေမဲ့အီရန်ဘက်ကတော့သူတို့ရဲ့ဒုံးကျည်ဒါသင်နဲ့ချီပြီးပြစ်မှတ်တွေကိုထိမှန်ခဲ့တယ်လို့အခိုင်အမာပြောဆိုနေပါဗျ။အချုပ်အားဖြင့်ပြောရရင်မနေ့ကတိုက်ခိုက်မှုတွေဟာအရှေ့လေပိုင်းပဋိပက္ခတွေကိုအဆင့်တစ်တစ်ခုစီတကယ်ကိုတွန်းပို့လိုက်တာပါ။နှစ်ဖက်စလုံးကထိခိုက်မှုတွေရှိခဲ့တာကြောင့်ရှေ့ဆက်ပြီးဘလို့တုံ့ပြန်မှုတွေဖြစ်လာမလဲဆိုတာကဘာကအနီးကပ်စောင့်ကြည့်နေကြတာဖြစ်ပါတယ်။အီရန်ဟာတိုက်ခိုက်ခံရရင်လက်ပိုက်ကြည့်မနေဘူးဆိုတာပြသခဲ့ပြီး အစ္စရေးအနေနဲ့ကတော့ပို့ပြီးပြင်းပြထန်ထန်ပြန်တုံ့ပြန်မလားဒါမှမဟုတ်တန်တမန်နီလန်ကိုရွေးမလားဆိုတာဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်ကဘာကြီးကတော့ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေကြပါတယ်နောက်ထပ်ဒုံးကြီးတွေပြစ်ခတ်တာမျိုးမဟုတ်ပဲငိမ့်ငိမ့်ရေးဆွေးနွေးပွဲစပွဲကိုဖွင့်ပေးတာမျိုးဖြစ်ပါစေလို့လူတိုင်းကမျှော်လင့်နေကြပါတယ်ဒါပေမဲ့အရှိလေပိုင်းမှာတော့ငိမ့်ငိမ့်ရေးအတွက်မျှော်လင့်ချက်ဟာအမြဲလိုလိုဘသူကအရင်စတိုက်ခိုက်ခဲ့လဲဆိုတဲ့အပေါ်မှာပဲမူတည်နေတတ်ပါတယ်ဒီပြိပခါကဒေတာရင်းမှာရောကဘာအပေါ်မှာပါ ဘလို့တက်ရောက်မှုတွေရှိနိုင်လဲဆိုတာနည်းနည်းလေးပိုဆွေးနွေးကြည့်ကြရအောင်ပါစီးပွားရေးပိုင်းမှာဆိုရင်ရေနံစင်းတို့တွေမြင့်တက်လာတာပြင်ကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းတွေအပေါ်ကိုလည်းတက်ရောက်နိုင်ပါတယ်အရှေ့လေပိုင်းကနေအာရှနဲ့ဥရောပကိုကုန်ပစ္စည်းပို့ဆောင်တဲ့လမ်းကြောင်းတွေမှာအခက်အခဲတွေရှိလာနိုင်ပြီးကုန်စည်ပို့ဆောင်မှုစရိတ်တွေတက်လာနိုင်ပါတယ်ဒါအပြင်ဒေတာရင်းခရီးသွားလုပ်ငန်းနဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်းထိခိုက်နိုင်ပါတယ်။စီးပွားရေးပိတ်ဆို့မှုတွေပြန်လည်ချမှတ်တာဒါမှမဟုတ်ပုံမှုတင်းကျပ်တာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုအပိုင်းကကြည့်ရင်လေစစ်ပွဲတွေပိုပြီးပြင်းထန်လာမယ်ဆိုရင်ဒုက္ခတွေအစ်စ်တွေအများအပြားထွက်ပေါ်လာနိုင်ပါတယ်အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ဂျော်ဒန်နဲ့လက်ဘလွန်တို့လိုနိုင်ငံတွေအတွက်ကြီးမားတဲ့ဝင်ထုတ်ဝင်ပို့ဖြစ်လာနိုင်တယ်လို့ဥရောပဘက်ကပြောင်းရွှေ့သွားတာလည်းများပြားလာနိုင်ပါတယ်နိုင်ငံတကာဆက်ဆံရေးတွေမှာလည်းအပြောင်းအလဲတွေဖြစ်လာနိုင်ပါတယ်အမေရိကန်နဲ့အီရန်ကြားဆက်ဆံရေးကပိုတင်းမာလာနိုင်တယ်လို့ရုရှားနဲ့အီရန်ကြားမဟာမိတ်ပြုမှုတွေကလည်းပိုပြီးခိုင်မာလာနိုင်ပါတယ် တရုတ်နိုင်ငံကလည်းစွမ်းအင်လုံခြုံရေးရှုထောင့်ကနေဒီပဋိပက္ခကိုစောင့်ကြည့်နေပြီးသူ့ရဲ့အခမ်းအနားကိုမြင့်တင်ဖို့ကြိုးစားလာနိုင်ပါတယ်။ဒါအပြင်အစ္စရေးနဲ့အာရပ်နိုင်ငံအချို့ကအိဗရာဟန်အကော့လိုသဘောတူညီချက်တွေအပေါ်ဘယ်လိုတက်ရောက်နိုင်မလဲဆိုတာကလည်းစိတ်ဝင်စားစရာပါပဲ။ဒီတိုက်ခိုက်မှုကနေဤပညာပိုင်းဆိုင်ရာစစ်ပွဲတွေဘယ်လိုပြောင်းလဲလာမလဲဆိုတာကိုလည်းမြင်တွေ့ရပါတယ်။ drone စစ်ပွဲဆိုတာအခုဆိုပိုပြီးအရေးပါလာပါပြီ။အီရန်ကတုံးခဲ့တဲ့ကာမီကာဇီ drone တွေ ထောက်လန်းရေး drone တွေရဲ့စွမ်းရည်တွေကိုတွေ့ရပါတယ်။ drone တွေကဈေးလဲတက်တာတွေထုတ်လို့ရလဲလွယ်တာကြောင့်အနာဂတ်ပဋိပက္ခမှာပိုပြီးအသုံးများလာနိုင်ပါတယ်။အဲ့ဒါတွေဟာပြစ်မှတ်ရှာဖွေရေးနဲ့တိုက်ခိုက်ရေးမှာအဓိကအခန်းကဏ္ဍကနေပါဝင်လာပါလိမ့်မယ်။ cyber စစ်ပွဲကလည်းမမေ့သင့်တဲ့ကဏ္ဍတစ်ခုပါ။အရေးကြီးတဲ့အခြေခံအဆောက်အုံတွေလျှက်စစ်တာအပိစက်ယုံတွေဆက်သွယ်ရေးကွန်ရက်တွေကို cyber တိုက်ခိုက်မှုတွေနဲ့ပြစ်မှတ်ထားလာနိုင်ပါတယ်။ ဒုံးကျည်စနစ်တွေနဲ့ကာကွယ်ရေးစနစ်တွေကိုစိုက်ဘာနီးနဲ့နှောက်ယှက်တာမျိုးတွေလည်းဖြစ်လာနိုင်ပြီးဒါတွေကရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေလိုပဲအန္တရာယ်ကြီးမှာပါတယ်။ဒုံးကျည်ကာကွယ်ရေးစနစ်တွေရဲ့ကန့်သတ်ချက်တွေကိုလည်းမြင်ရပါတယ်။ Iron Dome, David's Sling, Arrow စနစ်တွေကအရန်ကောင်းတယ်ဆိုပေမဲ့ဒုံးကျည်ရေအတွက်အလွန်များပြားတဲ့ Swarm Attack အလုံးရင်းနဲ့တိုက်ခိုက်ခြင်းမျိုးကြုံလာတဲ့အခါမှာဝင်ပြီးသွားပြီးတော့အားနည်းချက်တွေရှိလာနိုင်တာကိုဒီတိုက်ခိုက်မှုကပြသသွားပါတယ်။ ပဋိပက္ခရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရှုထောင့်တွေနဲ့စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုများဒီပဋိပက္ခတွေမှာအရေးကြီးဆုံးကတော့အယက်သားပြည်သူတွေရဲ့ဘဝတွေပါပဲညတိုင်းဘုံခိုခြင်းတွေနဲ့ပြေးဆင်းနေရတာနေ့စဉ်ဘဝတွေထိခိုက်ပျက်စီးနေရတာစိုးရိမ်ပူပန်မှုတွေကြောက်ရွံ့မှုတွေနဲ့နေထိုင်နေရတာတွေဟာအင်မတန်ရင်နာစရာပါပဲကလေးငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကလည်းရေရှည်အတွက်စိုးရိမ်စရာပါ ဒီတိုက်ခိုက်မှုကအစ္စရေးပြည်သူတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုလည်းများစွာထိခိုက်စေခဲ့ပါတယ်။သူတို့ရဲ့လေကြောင်းရန်ကာဝေးစနစ်တွေကမယုံနိုင်လောက်အောင်ကောင်းတယ်လို့ယုံကြည်ထားခဲ့ပေမဲ့အခုလိုတိုက်ခိုက်မှုမျိုးကသူတို့ရဲ့လုံခြုံရေးပေါ်ယုံကြည်မှုတွေကိုတုံ့လှုပ်စေခဲ့တာပါ။တစ်ချိန်လုံးအကြောက်တရားနဲ့နေရထိုင်ရတာဟာဘသူ့အတွက်မှမကောင်းပါဘူး။နောက်ဆုံးအနေနဲ့ပြောရရင်တော့ဒီပဋိပက္ခဟာမြေပြင်ပေါ်မှာစစ်ပွဲဖြစ်နေတာနဲ့မဟုတ်ပဲဤပညာအသစ်တွေစီးပွားရေးဖိအားတွေနိုင်ငံတကာဆက်ဆံရေးအပြောင်းအလဲတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိန်ခေါ်မှုတွေပါပေါင်းစပ်နေတဲ့ရှုပ်ထွေးတဲ့အခြေအနေတခုပါ Israel အနေနဲ့တခုသိထားရမှာကပြဿနာတိုင်းကိုစည်ရင်းနည်းနဲ့ဖြေရှင်းလို့မရဘူးဆိုတာပါပဲအထူးသဖြင့်အရှေ့လေပိုင်းလိုမျိုးဒေတာမှာအင်အားသုံးတဲ့နီလန်တွေဟာမတည်ငြိမ်မှုကိုပိုပြီးတိုးလာနေတာပဲရှိပါတယ် Israel ရဲ့လုံဆောင်ချက်တွေကိုပြန်ကြည့်မယ်ဆိုရင် Iran ရဲ့နျူကလ িয়ার စီစဉ်နဲ့ပတ်သက်ပြီး IAEA ကတရားဝင်ထုတ်ပြန်ကြေညာတာမျိုးမရှိဘဲနဲ့တစ်ဖက်သက်စတင်တိုက်ခိုက်ခဲ့တာဟာ ခြေမြစ်မရှိတဲ့ရန်စားမှုတစ်ခုလို့ပဲပြောရမှာပါဒီလိုမျိုးနိုင်ငံတကာရဲ့ခွင့်ပြုချက်မရှိဘဲဒစုထိုးကျူးကျော်တဲ့လုပ်ရက်တွေဟာဒေတာရင်းကိုငြိမ်းချမ်းရေးနဲ့ဝေးကွာစေပြီးပြိပခါကိုပုံမှန်နှဆိုင်အောင်တွန်းပို့နေတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်အစ္စရေးရဲ့ဒီလိုမျိုးဒေတာရင်းမတည်ငြိမ်မှုတွေကိုတမင်တကာဖန်တီးနေတဲ့လုပ်ရက်တွေကြောင့်ပဲအခုလိုထိမ့်မနိုင်သိမ့်မရအခြေအနေတွေဖြစ်ပေါ်လာရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ